စက်တင်ဘာလ17ရက်နေ့ကပခုတ်ကူတက္ကသိုလ်ကျောင်းသားများတမကမှပညာရေးဥပဒေနဲ့ပတ်သက်ပြီးသဘောထားကြေညာချက်တည်းရထုတ်ပြန်ခဲ့ပါတယ်။ဦးမျက်နှာရဲ့ပေးပို့ချက်မှာရှုစားနိုင်ပါတယ်ခင်ဗျာ။စတင်ပါလာ7ရက်နေ့ကပခုတ်ကူတက္ကသိုလ်ကျောင်းသားများတက်မကမှမြို့သားပညာရေးဥပဒေနဲ့ပတ်သက်ပြီးကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။ကျောင်းသားကျောင်းသူဆရာဆရာမများ၏ကျောင်းသူတန်များကိုလည်းလက်လူရှုထားပြီးအတွက်ကျွန်တော်တို့ပခုတ်ကူတက္ကသိုလ်ကျောင်းသားများတက်မကမှမြို့သားပညာရေးဥပဒေအား ကန့်ကွက်ကြောင်းသဘောထားထုတ်ပြန်ကြေညာလိုက်ဒီထုတ်ပြန်ကြေညာချက်ထဲမှာပညာရေးစနစ်တစ်ခုလုံးကိုဗဟိုမှချုပ်ကင်နိုင်အောင်အခွင့်အလမ်းများပေးထားရုံသာမကအထက်မှအောက်သို့အာဏာစည်းစင်းသည့်အုပ်ချုပ်ပုံစံဖြစ်နေသည့်အတွက်ဒီမိုကရေစီကျင့်စဉ်နေလဲဆန့်ကျင်နေလို့အထက်မှဖွဲ့စည်းပေးတဲ့အဖွဲ့တရက်လုံးဝမလိုအပ်သည့်အတွက်အဆိုပါကော်မရှင်နဲ့ကော်မတီတို့အားဖြတ်သိမ်းပေးရန်တောင်းဆိုသည်ဆိုတဲ့အချက်အပါအဝင်အချက်၆ချက်ပါဝင်ပါတယ်။အထက်မှအောက်သို့အာဏာစည်းစင်းနေသည့် top to down အချုပ်ရေးပုံစံဖြစ်နေသည့်အတွက်ဒီမိုကရေစီကျင့်စဉ်နှင့်လည်းစတင်နေပြီထို့ကြောင့်ထမပွဲတိရသောအဖွဲ့အစည်းတရလုံးဝမလိုအပ်သည့်အတွက်စူပါကော်မရှင်နှင့်ကော်မတီတို့အားချက်သက်ပေးရန်တောင်းဆိုသည်ကျောင်းသားသမဂ္ဂများဆရာများသမဂ္ဂအစရှိသည့်အဖွဲ့အစည်းများလွတ်လပ်စွာဖွဲ့စည်းခွင့်ကိုအခန်းရှိပညာရေးဆိုင်ရာတောင်ဝင်နှင့်အခွင့်အရေးများတွင်ပေါ်ပြထားခြင်းမရှိသည့်အတွက်လွတ်လပ်စွာဖွဲ့စည်းခွင့်များလွတ်လပ်စွာဖွဲ့စည်းခွင့်များကိုအမခံသည့် တာဝန်ချက်ကိုဖျက်သွင်းပေးရန်တောင်းဆိုသည်ဒီထုတ်ပြန်ချက်ကြေညာပြီးမှပခုတ်ခုတက္ကသိုလ်ကျောင်းသားတက်မကဝင်ကျောင်းသားတွေဟာထုတ်ပြန်ကြေညာစာဆောင်ကိုတက္ကသိုလ်ကျောင်းရှိမှကျောင်းသားကျောင်းသူများကိုဖြန့်ဝေပေးခဲ့ပါတယ်ကျွန်တော်မြင်နိုင်သတင်းပေးပို့ထားတာပါ